ရင်ပြည်နယ်လှိုင်းပွဲမြို့နယ်တွင်ကစစ်ကောင်စီရဲ့ပူလူတူစခန်းကုန်းကိုသိမ်းယူနိုင်ပြီလို့ကင်မျိုးသားစီယွန် KNU ရဲ့ပြောရေးဆိုခွင့်ရှိသူဘရိုဆော့ကလစီကဒီနေ့မှာ RFA ကိုအတည်ပြုပြောပါတယ်။ဟုတ်ကဲ့အဲ့ဒီတည်င်းကတော့အတည်ပြုလို့တော့ရပြီပေါ့နော်။ဒါပေမဲ့အသေးစိတ်ချက်လက်နေတဲ့ကျွန်တော်တို့အနေနဲ့လောလောဆယ်တော့ဟောဘာမှပြောလို့မရသေးဘူး။အဲဒါပေမဲ့တိုက်ပွဲကတော့ရက်ဆဲသွားတဲ့အနေထားတော့ရှိရှိပြီးတော့ပြောလို့ရတာပေါ့။အဲ့ဒီစခန်းကုန်းကိုကင်မျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ25ရက်နေ့ကလေးကထိုးစစ်ဆင်တိုက်ခိုက်ပြီးတော့မတ်လ14ရက်နေ့ဒီကနေ့မှာအပိသက်သိမ်းပိုက်လိုက်တာပါတိုက်ပွဲ18ရက်တာကာလအတွင်းစစ်ကောင်စီဘက်ကဂျက်တိုက်လေးနဲ့ဘုံးကျဲတိုက်ခိုက်တဲ့အကြိမ်20ကျော်ရှိခဲ့တယ်လို့တိုက်ပွဲအခြေအနေကိုသိတဲ့နောက်ထပ် KNL စီးရဲသတင်းရင်းမြစ်တူကပြောပါတယ်အဲ့ဒီစကန်ကစစ်ကောင်စီတပ်သား10ယောက်ကျော်လဲထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခိုလုံသွားတယ်လို့ ်ကေနလီတောင်ဝင်ရှိသူနဲ့နှီးဆက်တဲ့စည်ရေးသတင်းရင်းမြစ်က RFA ကိုပြောပါတယ်ပူလူတုစကန်ကုန်းဟာစစ်ကောင်စီခြေလင်းတရင်ခလရ31ကစစ်ကောင်စီတပ်သားတွေအထိုင်ချထားတာဖြစ်ပြီးထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတဲ့ထဲမှာတက်ခွဲမှုလဲပါဝင်တယ်လို့အဲ့ဒီစည်ရေးသတင်းရင်းမြစ်ကပြောပါတယ်ဒီမနေ့အစောကြီးပေါ့တိတ်လို့ရပြီစကန်ရှိနေတုန်းမှာသူတို့တက်ခွဲမှုနဲ့စစ်သား၁၀ယောက်ကျော်ထိုင်းဘက်ကံကိုထွက်ပြေးသွားတယ်ထိုင်းစစ်တပ်ကခေါ်ထားတယ် ဒီဘက်မှာကစကားစဘက်ကစစ်သားတွေအရှင်မိတာအတေမိတာတွေလည်းရှိတယ်။ KNL ဘက်ကလည်းကြောက်ဆုံထိခိုက်တာရှိတယ်။စကန်းကုန်းနဲ့အောက်ဘက်တွေကိုဆက်ရှင်းနေတယ်။စစ်ကောင်စီတပ်သားတွေဒီကနေ့မနက်ပိုင်းမှာထိုင်းနိုင်ငံနဲ့ဆုတ်ခွာထွက်ပြေးလာတဲ့အကြောင်းထိုင်းသတင်းဌာနတွေကလည်းဖော်ပြပါဗယ်။ဒီအခြေအနေနဲ့ပတ်သက်လို့မြန်မာနိုင်ငံဆိုင်ရာထိုင်းတန်ယုံကို RFA ကအီးမေးလ်ကနေတဆင်ဒီနေ့မှဆက်သွယ်မေးမြန်းထားပေမဲ့အကြောင်းမပြန်သေးပါဘူး။ဒီစကန်းတိတ်တိုက်ပွဲနဲ့ပတ်သက်ပြီး အကြမ်းမဖက်အာနာဖီဆိုင်ရင်လှူရှာမှု CDM မှာပါဝင်တဲ့ဗိုလ်ကြီးစင်ရောက KNL နေနဲ့စစ်ကောင်စီရဲ့ခြေကုပ်စခန်းတွေကိုတပြေးပြေးချင်းရှင်းထုတ်နေတယ်လို့သုံးသပ်ပါတယ်။ဒီလိုင်းဝက်မှာဆိုလဲသူတရင်ဌာနချုပ်တွေပဲကြံအောင်ပြီးရင်ကျွန်တော်တို့တော်တဲ့ရဒီစခန်းတွေပေါ့နော်တော်တဲ့ရစစ်စင်ခြေကုပ်စခန်းတွေကိုဒါပြေးပြေးချင်းရှင်းထုတ်တဲ့အနေထားမျိုးအစ်စ်တော့အနေထားအခြေအနေပေါ့နော်အခြေအနေတရက်တော့ရှိတယ်လို့ပဲခံမှန်းရပါတယ်ဗျ။ ပူလူဒူစစ်ကန်တဲ့တိုက်ပွဲကြောင့်လှိုင်းပွဲမြို့နယ်ပိုင်ဂျုံမြို့နယ်ကွယ်ထိုင်းမြန်မာနယ်စပ်နားကကလီဖိုးကလိုးကြီးရွာပါဝင်မဲကဲကလီမိုခီရွာဘက်ကဒေသခံ900ဝန်းကျင်ထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ KNU ဘက်ကတော့ထွက်ပြေးနေရတဲ့ဒေသခံကြီးအတွက်ကိုအတိမပြုတ်နိုင်သေးပါဘူး။ပူလူဒူစစ်ကန်ကုန်းသိမ်းခံရတာနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတစုံတရာ ထုတ်ပြန်ကြေညာတာမရှိသေးသလိုစစ်ကောင်စီရဲ့ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကတယ်လီဖုန်းကနေတဆင့်ဆက်သွယ်မေးမြန်းရမှာလဲလက်ခံဖြေကြတာမရှိပါဘူးရှင်။